ဟာဗတ်ကျောင်းသားတွေဟာစာဖို့ဘယ်လိုမျိုးလေ့လာကြတာလဲအရင်တစ်ခေါက်တုန်းကဂျပန်ကျောင်းသားတွေရဲ့ဖတ်သမျှမှတ်မိနိုင်တဲ့ရိုးရာနည်းစနစ်တွေရဲ့အကြောင်းကိုပြောပြသွားပြီဆိုတော့ဒီတစ်ခေါက်မှာတော့ကမ္ဘာအကောင်ဆုံးတက္ကသိုလ်ကျောင်းတွေထဲကတစ်ခုဖြစ်တဲ့ဟာဗတ်ကျောင်းကကျောင်းသားကျောင်းသူတွေရဲ့စာလေ့လာတဲ့နည်းလမ်းတွေအကြောင်းကိုပြောပြပေးသွားအောင်မှာဖြစ်ပါတယ်ကျောင်းသားကိုလေ့လာတာပဲဖြစ်ဖြစ်တခြားအပြင်ဘ ഹു တုတ္တရာစာပေတွေကိုလေ့လာတာပဲဖြစ်ဖြစ်ကိုယ်အစဉ်ပြေတဲ့နည်းလမ်းနဲ့လေ့လာကြပြီးပြင်ပုံမလွယ်ကူရွေးရှင်းပြီးတော့အကျိုးထည့်ရောက်မှုများတဲ့နည်းတွေကိုအသုံးချမယ်ဆိုရင်တော့ပို့ပြီးတော့တိုးတက်မှုရှိလာမှာဖြစ်ပါတယ် ဒီလိုလုံနိုင်ဖို့ကလည်းအကျင့်မရှိသေးတော့ချက်ချင်းလက်ငယ်လုံနိုင်ဖို့ဆိုတာထင်သလောက်တော့လွယ်ကူမှာမဟုတ်ပါဘူး။ဒါပေမဲ့စိတ်ရှိရှိနဲ့ဝိရိယထားပြီးတော့ပုံမှန်လေ့ကျင့်ပေးသွားမယ်ဆိုရင်တော့အကျင့်ကောင်းတစ်ခုဖြစ်သွားမှာအသေးချာပါပဲ။တကယ်တော့ဟာဘတ်ကျောင်းသားတွေဟာမိတ်ဆွေတို့ထက်ပိုတော်နေတာမျိုးတော့မဟုတ်ပေမဲ့သူတို့ရဲ့လ ీల ရည်နေစနစ်တွေကသူများတွေထက်99ရာခိုင်နှုန်းလောက်တာလွန်နေတယ်လို့တော့ဆိုရပါလိမ့်မယ်။မိတ်ဆွေကစာပလောက်လို့လို့တိုးတက်မှုရှိမနေဘူးဆိုရင်တော့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ပဲဖြစ်ပါလိမ့်။ဆိုတော့အပေါ်စကားတွေကိုမပြောတော့ဘဲဗီဒီယိုကိုအခုပဲစတင်လိုက်ကြရအောင်ပါ။ နံပါတ်တဲ့အနေနဲ့မြမြဆဆပြန်လည်မှတ်သားတဲ့ active record နည်းစနစ်အကြောင်းကိုပြောပြခြင်းပါတယ်။ဒီနေ့လဟာဆိုရင်တော့အခြေစုံစာအုပ်တော့ဒါမှမဟုတ်ရင် chapter တစ်ခုကိုဖတ်ပြီးသွားလိုက်မှာစာအုပ်ကိုပိတ်ပြီးတော့ကိုဖတ်ခဲ့တဲ့အချက်လက်တွေကိုပြန်တွေးရပါမယ်။ပြီးသွားတဲ့ခါသင်ခန်းစာတစ်ခုလုံးရဲ့အဓိကမေးခွန်း၅ခုကိုစာရွက်ပုံမှာချရေးလိုက်ပါ။အဲ့ဒီလိုမျိုး chapter တစ်ခုဒါမှမဟုတ်စာအုပ်တော့ရဲ့အဓိကအချက်တွေကိုမေးခွန်းထုတ်လိုက်ခြင်းအပြင်ကိုယ့်ရဲ့မှတ်သားနည်းစနစ်ကတိုးတက်လာမှာဖြစ်ပါတယ်။နံပါတ်2အချက်အနေနဲ့ကတော့ ဖာမန်တက်ကနစ်လို့ခေါ်တဲ့ကိုလိလာခဲ့တဲ့စာကိုတခြားသူကိုပြန်ရှင်းပြတဲ့နီလန်းဖြစ်ပါတယ်။ဒီနီလန်းမှာအရေးဆုံးအနေနဲ့သင်္ကန်းစာတစ်ခုကိုအပြည့်အဝလမ်းမှတ်မိအောင်ဖတ်ရပါမယ်။ပြီးသွားရင်တော့ဖတ်ထားတဲ့အကြောင်းအရာကိုနားလည်အောင်တွေးတောရပါမယ်။တွေးပြီးသွားရင်စာရွက်ပေါ်မှာချာရေးလိုက်ပါ။ပြီးသွားတဲ့အခါကိုဖတ်ထားတဲ့အချက်တွေကနားလည်လွယ်မယ့်အချက်တွေကိုကလေးတွေကို ပြန်သင်ပြတဲ့နေ့စနစ်ဖြစ်ပါတယ်။ဒီနေ့ကိုလေ့ကျင့်မယ်ဆိုရင်တော့အကျိုးထူးမယ်ဆိုတာအားမခံပါဘူး။ နံပါတ်3အချက်အနေနဲ့ကတော့50-10 rule လို့အမည်ပေးထားတဲ့တက္ကနီအကြောင်းပဲဖြစ်ပါတယ်။ဒီနည်းကဘာကိုပြောချင်တာလဲဆိုတော့တနားရီမှာမိနစ်60ရှိတဲ့အထက်ကမိနစ်90ကိုစားလိလား။ကျန်တဲ့10မိနစ်ကိုအနားယူတဲ့နေ့ဖြစ်ပါတယ်။ပြီးတော့လောနောက်တဲ့တနားရီကိုရောက်ရင်လေအခုလိုမျိုး50-10 rule နဲ့ဆက်လက်လေ့လာရပါမယ်။မိနစ်90အတွင်းမှာစိတ်ကိုပြန့်လွင့်စေမယ့်ဖုံးကြည့်တာမျိုးကိုတော့ရှောင်သင့်ပါတယ်။အနားယူတဲ့10မိနစ်မှာစပိန်စီတာကမှတ်ညံစွမ်းအားကိုပုံမကောင်းမွန်စေနိုင်ပါတယ်။ နံပါတ်၄အချက်အနေနဲ့ကတော့စားလုပ်တဲ့အခါမှာကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့တိတ်ဆိတ်တဲ့အခန်းလေဝင်လေထွက်အလင်းရောင်ရမယ်အခန်းထဲမှာငြိမ်သက်စွာထိုင်ပြီးတော့စားလုပ်တာဖြစ်ပါတယ်။ဒီလိုလှုပ်ရှားအဖြစ်အာရုံစူးစိုက်မှုကိုပုံမှန်ကောင်းမွန်လာစေနိုင်ပါတယ်။ဒီချက်လေးချက်ကိုတခြားလေ့ကျင့်ပေးမယ်ဆိုရင်တော့မိစေရမြန်မာပြည်မှာနေပြီးမဲ့ဟာဗတ်ကျောင်းသားတယောက်လို့စတော်လာမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကမိစေတို့အတွက်အကျိုးတစုံတရာဖြစ်တော့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးခဲ့လို့ရပါတယ်။ အားလုံးပဲပညာပြည့်စုံနှလုံးလာတဲ့ចောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ။